ဒီနေ့မှာတော့ကျွန်တော်ကအရန်ကို나ကျင်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်တဲ့အာယုံကြောနာကျင်ခြင်းအကြောင်းကိုပြောပြပါမယ်။ဒါကိုတေချာမှုယောဂါလို့လည်းခေါ်ကြပါတယ်။အကြောင်းကတော့나ကျင်မှုကအရန်ကိုပြင်းထန်လို့လူနာတွေဟာကိုယ့်ကိုယ်ကိုတတ်ချင်တဲ့အတွေးတွေရလာတတ်လို့ပါ။ဒါကိုကုသနိုင်တဲ့နိလန်းတွေအမျိုးမျိုးရှိပါတယ်။ပထမဆုံးကုသမှုကတော့အပြင်ပစေဝါတွေနဲ့ထိမ့်သိမ့်ကုသခြင်းဖြစ်ပါမယ်။အဲ့ဒါမဖြစ်နိုင်တော့ဘူး။ ဒါမှမဟုတ်나ကျင်မှုမကျော်နေရင်တော့ခွဲစိတ်မှုမလုပ်ခင်မှာ radio frequency appellation လို့ခေါ်တဲ့နည်းလမ်းကိုတွားရပါမယ် radio frequency appellation ကအလွန်နဲ့ပါတဲ့ဝင်ရောက်မှုနည်းလမ်းဖြစ်ပြီးပြည်စင်လှုပ်ဆောင်ရတဲ့လုပ်ငန်းစဉ်တစ်ခုအဖြစ်လှုပ်ဆောင်ပါတယ်အဲ့ဒီမှာတော့ကျွန်တော်တို့ဟာအာယုံကြောကို나ကျင်စေတဲ့အာယုံကြောတွေကိုအဆက်ပေးကနေအတချောင်းထိုးသွင်းပါတယ်ကျွန်တော်တို့လောက်တာကတော့အပူချိန်မြင့်မာတဲ့ရေဒီယိုဖရက်ကွန်ကိုအသုံးပြုပြီးအာယုံကြောကိုဖြစ်စည်းတာဖြစ်ပြီး나ကျင်မှုကို အလွန်ရောနေစေပါတယ်ဒီကုတမှုရဲ့အောင်မြင်မှုကအလွန်မြင့်မာပြီးဝင်ရောက်မှုနှဲပါတဲ့နီလတ်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အပိုလိုကျင်းနာကမှာဒီနီလန်းကိုအမြဲပြုလုပ်နေပါတယ်